ငငယ်ကမမဥတီရဲ့ဥတီရဲ့ရှဲရင်းကြီးတွေဘွတော့မမငငယ်တော့ရောက်ကရှာလေးလို့နေတာပေါ့။ဇပင်ကအမြဲတမ်းတူတူလေးပဲ။ဟာဘာဖြစ်လို့လဲဆိုတော့သူ့ရှဲရင်းကြီးတွေဝေးရမယ်တူတူငါယောက်ျားလေးလို့ဟိုနေလိုက်တာဟိုအဆင်ပြေတယ်ပေါ့ဆိုပြီးတော့ကိုကအဲ့လိုရှဲရင်းကြီးတွေပါတယ်ပဲဝက်လိုက်တာပေါ့။ရှဲရင်းကြီးဝက်တော့အမြဲတမ်းယောက်ျားလေးလို့ပေါ့အဲ့လိုမမမမိုက်တီမိုက်ကန်လေးပေါ့အဲ့အဲ့လိုမျိုးလေးနေလိုက်တာပေါ့နော်။မမတို့ငငယ်တွေကကြတော့ယောက်ျားလေးမင်းကလေးရောကြောင်းမှာပဲတက်ခဲ့ရတာပေါ့။အဲ့တော့အဲ့မင်းကလေးကြောင်းဆိုတဲ့အရာသာကို ကိုကဒီရှစ်တန်းအောင်ပြီးသွားတော့မှကိုကအဲ့အဲ့လိုအရသာကိုရလိုက်တော့အဲ့ဒီအကြောင်းမှဆိုလို့ရှိရင်လည်းတော့ဟိုလိုမျိုးတော်ပွိုင်းလေးတွေညားရတယ်နော်ယောက်ယောက်ကြားလေးပုံစံမျိုးလေးညားတော့ကိုနေကလုံးဝအကိုက်ပေါ့အဲ့ခါကျတော့ဟိုဟိုဘယ်လိုပြောရမလဲကိုကယောက်ျားလေးလိုဖြစ်တဲ့ခါကျတော့သဘောကျတဲ့ကောင်မလေးလည်းရှိတာပေါ့နော်အဲ့တော့အချက်ချက်တော်တွေပါထားပေါ့အဲ့လိုမျိုးဟိုညီမလေးမေးလို့ငယ်တဲ့ငယ်တော့အဲ့ဒီအမှတ်ကြရလေးတခုပြောပြရရင်မတော်ကကြတော့ငငယ်ငယ်ကလေးက ဟိုဘယ်လိုပြောရမလဲဖေဖေတို့ကမွေးနန်းဆိုတော့မတို့ကနေတွေအများနဲ့လှည့်ပြီးတော့သွားရတာပေါ့နော်အဲ့တော့ဟိုကပေါ့မကောင်းတဲ့အချက်ကပါလဲဆိုတော့ငယ်တငယ်ချင်းကိုဆွဆွမြဲမြဲမရအောင်ပေါ့နော်နေရာတနေရာမှာမမတို့ကငါးနှစ်ပဲနေရတာပေါ့နော်အဲ့ဒီတနေရာမှာနေနေလို့ဟိုငါးနှစ်ပြည့်ရင်နောက်တနေရာကိုပြောင်းတော့ဟိုခင်မင်မှုတွေဟိုအနေထိုင်ပြီဆိုရင်အစ်စ်တွေနဲ့ထပ်တွေ့ရတာပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်ရတာပေါ့ဖြစ်တော့ဟိုဘယ်လိုပြောရမလဲငယ်ငယ်က ငငယ်ကမမဥတီရဲ့ဥတီရဲ့ရှယ်ရင်းကြီးတွေဘက်တော့မမငငယ်တော့ရောက်ကရှာလို့လုပ်နေတာပေါ့။ဆိုပင်ကအများကတူတူလေးပဲ။ဟောဘာဖြစ်လို့လဲဆိုတော့သူ့ရှယ်ရင်းကြီးတွေကိုဝေးရမယ်တူတူငါယောက်ျားလေးလို့ဟိုနေလိုက်တာဟိုအဆင်ပြေတယ်ပေါ့ဆိုပြီးတော့ကိုကအဲ့လိုရှယ်ရင်းကြီးတွေပါတယ်ပဲဝတ်လိုက်တာပေါ့။ရှယ်ရင်းကြီးဝတ်တော့အများကယောက်ျားလေးလို့ပေါ့အဲ့လိုမမမိုက်မိုက်တီမိုက်ကန်လေးပေါ့အဲ့အဲ့လိုမျိုးလေးနေလိုက်တာပေါ့နော်။နေလိုက်တော့ဘလို့ဖြစ်လဲဆိုတော့ရှစ်တန်းလဲအောင်ရောမွားကရန်ကုန်ကိုကြောင်းလာတတ်တယ်ပေါ့။ ရန်ကုန်ကိုကြောင်းလာတက်တဲ့အချိန်ကျတော့အမရဲ့အတော်တယောက်ကအိုင်ရွန်ပညာရေးမှာပညာရေးမှာတော့တာဝန်ကျတယ်ဟိုဘယ်လိုပြောလဲအမတို့ခစ်တော့ဒီဘက်ခက်လဲဒီလိုပဲလို့တော့ထင်တယ်ပေါ့နော်ဟိုကျောင်းကိုငငယ်လေးတွေကမဝင်ရင်ကွယ်အသက်ကြီးမှအဲ့လိုကျောင်းကောင်းဝင်ဖို့ခက်တယ်ပေါ့နော်နာမည်ကြီးတဲ့ចောင်းတွေတို့အဲ့လိုမျိုးဝင်မှုခက်တယ်ပေါ့ကိုကလည်းနာမည်ကြီးတဲ့ចောင်းဖြစ်ဖြစ်မဖြစ်ဖြစ်အရေးမကြီးဘူးရန်ကုန်မှာចောင်းလာတက်လိုက်တာတခုပဲပေါ့နော်ဒါပေမဲ့အတော်ရဲ့ကြည့်သူကြောင့်အမကဟိုလာတာနှစ်ကိုဝင်ခွင့်ရတယ်ပေါ့ အဲ့တော့အာထာကနဲ့လာတာကလည်းဇယ်ရန်အောင်တယ်ပေါ့နော်အဲ့ဒီအချိန်မှာလာတာနဲ့ကလုံးဝမင်းကလေးကြောင်းပေါ့မတော်ငငယ်တွေကကြတော့ဒါကြောင့်လေးမင်းကလေးရောကြောင်းမှာပဲတက်ခဲ့ရတာပေါ့အဲ့တော့အဲ့မင်းကလေးကြောင်းဆိုတဲ့အရာသာကိုကိုကဒီရှစ်တန်းအောင်ပြီးတော့တော့မှကိုကအဲ့အဲ့လိုအရာသာကိုရလိုက်တော့နော်အဲ့ဒီကြောင်းမှာဆိုလို့ရှင်လည်းတော့ဟိုလိုမျိုးတွန်ပွိုင်းလေးတွေညားရတယ်နော်ဒါကြောင့်ဒါကြောင့်လေးပုံစံမျိုးလေးညားတော့ ိုနေကလုံးဝအကြိုက်ပေါ့အဲ့ခါကျတော့ဟိုဟိုဘယ်လိုပြောရမလဲကိုကရောက်ခစားလေးလို့ဖြစ်တဲ့ခါကျတော့သဘောကျတဲ့ကောင်မလေးတွေလည်းရှိတာပေါ့နော်အဲ့တော့အချက်အချက်တော်တွေပဲထားပေါ့အဲ့လိုမျိုးအဲ့တုန်းကပျော်ပျော်ရတဲ့အမှတ်တရတစ်ခုဆိုရင်ဘာလဲဆိုတော့မကအဲ့ဒီဟိုပါပေါ့စေတန်းလဲအောင်ရောအဲ့လာတာနှစ်ကနေပြီးတော့မတို့ဟိုပါပေါ့ဘယ်လိုပြောရမလဲသင်္ကန်းစီးကြတာပေါ့နော်တီလာရှင်စုပြီးဝတ်ကြတာပေါ့တီလာရှင်စုပြီးဝတ်ကြတော့မတို့က ဘယ်မှာဘယ်မှာဝှစ်ဖြစ်လဲဆိုတော့ရွှေမင်းဝန်သာသနာရိတ်တာပေါ့အဲ့တော့တမိเจ้าသူတွေအစုပြီးယာနဲ့ချီပြီးတော့အဲ့လိုပေါ့တိလက်ရှင်ဝှစ်ကြတာအဲ့တော့လေအရန်ဟိုပျော်စရာကောင်းတယ်အကုံကဗယုတ်တယ်ကြီးပဲအကုံကဗယုတ်တယ်ကြီးပဲပြီးတော့အစိုးရတို့နေရာလဲတယောက်နဲ့တယောက်နဲ့အဲ့လိုဟိုချိုးတို့ချိတ်တွေတွေကလည်းရှိတဲ့ခါကြတော့တိလက်ရှင်လဲဝှစ်လဲဝှစ်ကောအဲ့အချင်းနေရာမပြောက်ဘူးတင်ကန်းသာစီးသွားတာအဲ့လိုမျိုးမပြောက်ဘူးအရန်တတိယရဲ့အမှတ်တရဆိုရင်ဗာလဲဆိုရင်မနေ့3နာရီခွဲဝေးလီဝင်လဲပေါ့နော် တအားအဲ့လိုကောင်းတဲ့အချိန်မှာလေအဲ့ရိတ်တာတိုင်းတီလာရှင်ရလေဆရာလေးများဗျာထားပါတော့ဗျာဆိုအဲ့မနက်၃နာရီခွဲဆိုလာអော်ပြီအဲ့မထမချင်းអော်တာអော်တဲ့ခါကျတော့လေအာမှုန်ပင်မှုန်ပင်နဲ့အကုန်လုံးကလေအဲ့အချင်းမှုတွေတွေထအဲ့ပထမဦးဆုံးတရားထိုင်တဲ့အချိန်ပေါ့နော်အဲ့တော့ပထမဆုံးတရားထိုင်တဲ့အချိန်ဆိုရင်ဘာဖြစ်လဲဆိုငိုက်ကြတာပေါ့နော်အဲ့တော့တရားထိုင်တဲ့ပုံစံနဲ့ငိုက်ပြီးအဲ့လိုပြုတ်ပြုတ်ကြတဲ့လူကပြုတ်ကြတယ် ဟိုဘယ်လိုပြောရမလဲဟိုဒူးထောင်ပြီးတော့လေအဲ့ဒူးပေါ်မှာအိတ်နေတဲ့လူကအိတ်နေတယ်အဲ့ထက်အချင်းနေဆိုးတဲ့လူကကြောင်အဲ့တရားထိုင်တဲ့ခြံတော်ထဲမှာအဲ့လိုခွေပြီးတော့အိတ်ပြစ်လိုက်တာအဲ့လိုမျိုးတခါတလေအဲ့လိုတရားထိုင်နေတဲ့အချိန်ဆိုရင်ဒီဘက်ထောင်ကနေဟိုဘက်ထောင်ကိုအဲ့လိုတကြားလုံးကိုလှမ်းပြီးပြစ်လိုက်တာရွှီးဆိုဟိုဘက်ကနေရအောင်ဖမ်းအဲ့လိုမျိုးရယ်လေဆိုတော့အဲ့ဟိုတီလရှင်ဝေခဲ့တဲ့အမှတ်တရရယ်ပေါ့နော်အဲ့လိုဇင်းကြံလျှောက်တဲ့အချိန်လေးဆိုလို့ရှိရင် အဲ့ဘုန်းကြီးเจ้าเนี่ยအဲ့လိုဟိုလိုဒီလိုလေဟိုအမွှေးလေးတွေထွက်တဲ့အရွက်လေအဲ့အရွက်ကလေးကိုအသားလေးခူးတယောက်နဲ့တယောက်နဲ့ရောလေ level ရောလေ fix ဆိုပြီးတော့အဲ့လိုလိုက်ပြီးတော့ဟိုကလေးပေါ့နော်စကြတိလရှင်နဲ့ထွက်လက်ထွက်တော့အချက်တော်ဖြစ်သွားတဲ့အတွေ့အကြုံတောင်ရှိတယ်အဲ့လိုအမှတ်ရရပေါ့နော်အဲ့ဒီအချိန်မှာပျော်ခဲ့ပြီးတော့ဘယ်အချိန်မှမပျော်လဲဆိုတော့အဲ့ဒီဂရုံးကနေပြီးတော့ဂရုံးစပင်ပေါက်လဲပေါက်တော့သူများတွေလိုမျိုးဂရုံးစပင်ရတယ်အဲ့လိုဘယ်လိုပြောလဲ ကြိုက်ပြန်ရရညင်ညာမထွက်ပဲနဲ့ကိုယ့်ရဲ့သပင်လေးတွေကအဲ့လိုအဆုအဆုအဆုဆုလေးတွေထွက်အယားကြည့်ရတာရုပ်ဆိုးတာလေကိုကိုကိုအဲ့မှာဘာဘာတိလိုက်လဲဆိုတော့ငါဒီလိုပေါ့နော်ဟိုသူများတွေလိုမထွက်ဘူးပေါ့ကိုကိုယ့်သပင်ကနည်းနည်းလေးအားနေပါလားဆိုတာကိုအဲ့မှာကိုကပို့ပြီးတော့တိလိုက်တယ် အဲ့ခရေကလည်းကိုယ်စိတ်ထဲမှာငါသဘင် review ဆိုင်ရမယ်ဆိုတော့အစွဲလဲဝင်သွားအောင်ဒါကြောင့်လည်းအဲ့ဒီဟာတွေကလည်းဆက်ဆက်မှုရှိတာပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ကိုဒီဟိုသဘင် product လေးတွေနဲ့ပတ်သက်လို့ရှိရင်ပို့ပြီးတော့ကောင်းတာလေးတွေကိုစိတ်ဝင်စားတယ်သဘင်ကိုကောင်းစေမယ့်အရာသဘင်ကိုပျက်စီးစေမယ့်အရာတွေကိုချောက်တက်တယ်ပေါ့နော်ဒါကြောင့်မလို့လည်းဒီ olive brand ကိုအဲ ambassador ဖြစ်လက်ခံတဲ့အချိန်မှာအဲ့ဒါလေးကိုလည်းအမှတ်တရအနေနဲ့သတိရသတိရသွားအောင်ပေါ့ဆိုတော့တကယ်ပဲဒီ product လေးတုံးကြည့်တဲ့အခါကျတော့လည်း ို့အတွက်တကယ်အဆင်ပြေတယ်ပေါ့ဟိုကိုပြောလို့သုံးကြမဲ့လူတွေလည်းကြိုက်မှာပါလို့အမပြောချင်တယ်ပေါ့ကြီးစားစာပြောရလားကိုကတော့ဆိုင်ကောင်းတဲ့တွေဆိုလို့လာပြီးရေးပေးပါလို့ရေးပေးခဲ့ဘူးတယ်ကြီးစားစာတွေလည်းရေးပေးခဲ့ဘူးတယ်လေလေးလည်းလှတာပေါ့။စာလေးတွေကလည်းနည်းနည်းပေါ့အဲ့လိုမျိုးလေးပေါ့။အဲ့ဒါကလည်းဝါသနာပါတာကိုကိုရီးယားငငယ်တော့အချက်ဝတ္ထုတွေကလည်းအရင်ဖတ်တာပေါ့။ ိုဘယ်လိုပြောရမလဲအမေမအိတ်ခံတာအဲစပွဲပေါ်မှာအဲ့လိုမျိုးစစာအုပ်တွေပေါ့ဟိုចောင်းစာအုပ်တွေစီထားတာအဲ့ចောင်းစာအုပ်တွေအကုန်လုံးရဲ့အောက်မှာဝတ္ထုစာအုပ်တွေအပြည့်ရှိရဲ့အဲ့အမေအိတ်တာနဲ့စာအုပ်ကချိန်သွားတာပဲညဘက်တည်းဆိုရင်ဝတ္ထုတွေအမြဲဖတ်တယ်ဒါပေမဲ့ဝါသနာပါတယ်သူများကိုယူဆစာရေးပေးရတာဝါသနာပါတယ်ဟုတ်ပါငငယ်တော့ကိစ္စတွေကအခုလာမြေခိုင်းနဲ့မြေတဲ့တော့အော်ကျေးဇူးများတင်ပါတယ် ဟိုပါလေးပဲလှုပ်လို့ပေါ့နော်ဟိုအငြင်းအားပေးပြီးတော့ချစ်ခင်ပေးတဲ့သူတွေအကုန်လုံးကိုကျေးဇူးတင်တယ်ဟိုဒီနေရာနေပြီးတော့ပြောချင်တာပေါ့နော်ကိုယ့်ရဲ့လှုပ်ရှားမှုလေးတိုင်းမှာတကယ်ကိုချစ်ချင်းမြတ်တာနဲ့ဟိုကြည်ပေးတဲ့အတွက်အရန်ကျေးဇူးတင်တယ်အခုလိုမျိုးတစ်ခါတလေကြာရင်ဒီအပျော်သဘောမျိုးနဲ့ပဲဖြစ်ဖြစ်ပေါ့နော်သူများကိုဟိုစိတ်ခံစားချက်ကလေးတွေကောင်းစေချင်တာရယ်ဘူးဒုတာလေးရစေချင်တာရယ်စိတ်ခွန်အားလေးတွေပေးချင်တာရယ်အားပေးချင်တာရယ်လေးတွေကြောင့်ပေါ့နော်တချို့စကားလုံးလေးတွေကိုဒီဒီ TikTok တို့ဒီ Facebook တို့အားနဲ့ပြီးတော့လည်း sharing လေးလုပ်ဖြစ်တယ်ပေါ့နော်အဲ့လို sharing လေးတွေလုပ်ဖြစ်တဲ့အခါမှာအများရန်အားပေးကြတဲ့သူတွေချစ်ပေးကြတဲ့သူတွေကိုလည်းကျေးဇူးတင်တယ်အခုလိုမျိုးကို ambassador ယူပြီးတော့ product လေးတွေကြော်ညာလိုက်လိုက်တဲ့အချိန်တိုင်းမှာလည်းကို့ချစ်တဲ့စိတ်နဲ့ရောယုံကြည်တဲ့စိတ်နဲ့ရော product လေးတွေသုံးပေးကြတဲ့ customer တွေအကုန်လုံးကိုလည်းကျေးဇူးတင်တယ် ဟာလေးပဲဖြစ်ဖြစ်စာအုပ်ရေးလာတယ်ဆိုလို့ရှိရင်လည်းအခု၅အုပ်ထိထိထိပေါ့နော်တအုပ်မပြတ်ဝယ်ကြတယ်ဖတ်ကြတယ်အားပေးကြတယ်ပြီးတော့ပြန်ပြီးတော့ sharing လုပ်ကြတယ်ဘယ်လိုစကားလုံးလေးတွေကဟိုဟိုစိတ်ခွန်အားရစေတယ်ဘယ်လိုလေးတွေကနှစ်သက်စေတယ်နှစ်သက်တယ်ပေါ့နော်သူတို့ရင်ကိုတိုးထိပါတယ်ဆိုပြီးတော့ feedback ကောင်းလေးတွေပြန်ပေးကြတယ်စာဖတ်ပေးတဲ့ပရိသတ်တွေကိုလည်းကျေးဇူးများကြီးတင်တယ်အားလုံးအဆက်ဆက်ရအဆင်ပြေပါစေလို့လည်းဒီတရားဆုတောင်းပေးပါတယ်ကျေးဇူးပါရှင်